ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကမတ်တင်တင်ထွေးပါတင်တင်ထွေးဟုတ်ပြီဟုတ်ကဲ့အသက်36နှစ်ပါဆရာကြီးအရွယ်ကောင်းနေမေးကြတယ်ကွာနော်ဟုတ်ကဲ့ဆရာကြီးခလေး၃ယောက်မိခင်မှာကျမ်းမာရေးဝန်ထမ်းနဲ့ကျမ်းမာရေးဝန်ထမ်းဆိုတော့သူနာပြုဖြစ်ရဖြစ်မယ်ဟုတ်ကဲ့ခုဘောလေးဘောဟုတ်ဆရာကြီးရှင်နဲ့ဝမ်းခဏခဏချုပ်ပါတယ်တဲ့ဟုတ်ပြီအသားရေလည်းပူပါတယ်တဲ့ဟုတ်ပြီတကိုးလုံးလည်းပူပါတယ်တဲ့ဟုတ်ပြီလွန်ခဲ့တဲ့6နှစ်ကအစာအိမ်ရောင်းလို့စိတ်ကူထားရပါတယ်တဲ့ 6နှစ်ကအစာရင်ရောင်လို့စိတ်ကူထားရပါတယ်ဟုတ်ပြီအသားပူတာတဲ့ဘယ်လိုလုပ်ရမလဲဆရာကြီးရှင်တဲ့အဲ့ဒါတော့တမီးရဲ့အဖြေအလွယ်လေးပဲဆိုတာဟုတ်အသားပူတာအတွက်ကတော့လေဟုတ်ကဲ့ဆရာကြီးအပူစားတွေရှောင်လိုက်ပါဟုတ်ကဲ့ဆရာကြီးတကယ်နော်မငရူသည်ငရူကောင်းချင်းဟုတ်ကဲ့ဆရာအပူရှာဖို့မုံဒီချင်ကန်ဆက်ရှူရှဲဆက်ရှိတင်မော်ဒီတော့မာလာရှန်ကောဟုတ်ကဲ့ပါဆရာကြီးဆရာတော့ကိုယ်ကကိုယ်ရွတ်တက်တာမဟုတ်ဘူး စားတဲ့လူတွေကပြောလို့ကိုရွတ်တက်နေတယ်သိလားဟုတ်ကဲ့ပါဆရာကြီးအဲဒါပဲစားစရာမရှိတော့ရှိတယ်ဟုတ်ကဲ့ပါဆရာကြီးအချင်းနဲ့ကားများများစားပါဟုတ်ကဲ့ပါဆရာကြီးအချင်းနဲ့ကားစားပါနော်နောက်တစ်ခါအဲ့လိုစားပြီးရင်ကိုဟုတ်ကဲ့ဆရာအစာလေးစေးစေးလေးအစာဖြစ်ပါလိမ့်မယ်လို့ဟုတ်ကဲ့ဆရာအပူလျှော်နီးရတော့သမီးရတော့အများနဲ့ညှွမ်းတာကတော့ချီပွားရေမချိုးခင်ချီပွားစားအဲ့ဒါမမှားပါဘူးသူတရားမှာတရားတရားမှန်ပါလေဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်ပါရရှင်းကြပါစေဗျာ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမနန်းခန်းကြီးပါဆရာကြီးဟုတ်ပြီ32နှစ်ပါဆရာကြီးရှမ်းအင်ရှင်မားတဲ့တထုံရပါအရွယ်ကောင်းနေပါတော့မေးစားဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်နဲ့အရင်ကတည်းကကြောက်ကက်မှာကြောက်တယ်လို့တဲ့ဆေးတောက်နေရင်ခါတအားကြိုက်လာလို့တဲ့ပြန်ပြီးအာထရာဆောင်းရိုက်တဲ့အခါမှာတဲ့ကြောက်မရှိတော့ဘဲနဲ့တဲ့ တောင်းဝိမ်မှာရေအိတ်သေးသေးလေးတည်နေတယ်လို့သိရပါတယ်တဲ့ဟုတ်ပြီခါကတဲ့ညာဘက်ချမ်းဘက်ပုံနာပြီးတော့တဲ့ဘိုက်ကတော့တဲ့ချက်ပတ်ပတ်လဲမှာတောင်းကြီးပူပါတယ်တဲ့ဟုတ်ပြီအစာစားပြီးလဲလေလဲတတ်ပါတယ်တဲ့ဟုတ်ပြီအဲ့ဒါလေလဲတော့ကောင်းတယ်ဟုတ်ကဲ့ရှင်အဲ့ဒါထပ်ပြောချင်တယ်သီလားဟုတ်ကဲ့ဆရာကြီးပေတာကိုဝဲလေပေကရီပါပြုတ်လေးကိုကျက်သွန်နီလေးနဲ့ဟုတ်ကဲ့ဆရာကြီးကျက်သွန်နီကိုနုံနုံလေးလှီးဟုတ်ကဲ့ပေကရီပါပြုတ်တဲ့ခါကျရေခမ်းပြုတ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါလေးကိုတုတ်တုတ်ပြီးအမြဲစား ုတ်ကဲ့ပါဆရာကြီး။နောက်ဒိန်ဂျင်လေးတစ်ခွက်တစ်ခွက်တော့ဟုတ်ကဲ့ပါဆရာကြီး။အဲ့ဒါဆွေကိုဆေးဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီး။သူရေးထားတာလေးอ่ะဆရာကြီးဒီလိုဖြစ်တာတဲ့ယာတီသွေးလာတာနဲတာနဲ့စိုက်ပါသလား။စိုက်ပါလေ။ဟုတ်ကဲ့ပါဆရာကြီး။အမှားယာတီသွေးကသူပေါ်သင်းတော့ဖဘောတီတီပေါ်လိုက်ရင်သွေးတန့်သွားတာပေါ့။ဟုတ်ကဲ့ပါဆရာကြီး။ယာတီသွေးနဲတဲ့ဆိုတာကအแทမအပူဓာတ်များလို့ခန်းတာသွေးခန်းချောက်လို့ဟုတ်ကဲ့ပါဆရာကြီး။နဲတာကိုဟုတ်ကဲ့ပါဆရာကြီး။သူနဲတဲ့မရဖနဲ့ဆိုကြကြတော့ ရာသီအဖြူတွေဆင်းတယ်ဆင်းပြီးမပြီးသေးဘူးနောက်နောက်ဆက်တွဲရရှားလို့အနှံ့ဆိုးလို့ကြိုက်လို့ဆိုရယ်ပါလာတော့အဲ့ဒါခွေးရဆဲရတဲ့အစင်အထိရောက်သွားတတ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးဒါတော့အဲ့လိုမဖြစ်ချင်ဘူးဆိုရင်ဟုတ်ကဲ့ပါအကျော်ဖန်ဆက်တွေရှောင်ပါအထူးသဖြင့်မိန်ကလေးအတွက်အဆက်ကိုအထူးရှောင်ပါလို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီး။ဘယ်လိုဆေးတွေစားပြီးနေရမလဲရှင်တဲ့ ဟောဆရာတော်တမီချင်ခါအေးရဆေးပဲပေါ့ဟုတ်ကဲ့ပါဆရာကြီးချင်ခါအေးရဆေးပဲပေါ့ဥမဒိန်ချင်တော့မယ်တမီရဲ့ဟုတ်ကဲ့ပါဆရာကြီးမကြီးဖြွေရတော့မယ်ဝဲတီးစုံချီချက်စားမယ်ဝဲမဲစီလီရွက်ဂွေတော်ရဲ့မဲစီလီဘူးလေးတွေကို ပြုတ်စားမယ်တုတ်စားမယ်ဟင်းကြိုချက်တော့မယ်အဲ့ဒါဆေးတွေပေါ့ဟုတ်ကဲ့ပါဆရာကြီးများများများရမယ်ဆိုရင်အဲ့ဒီမဲစီလီဂွေတော်တို့ပြုတ်လိုက်ပြီးတော့ပြုတ်လို့ရတဲ့အရေကိုသွန်မပြစ်နဲ့ရေချိုးမှာပြုတ်ရေရေချိုးတဲ့ထဲထဲချိုးလိုက် ဟုတ်ကဲ့ပါဆရာအသိကောင်းတာပေါ့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝါနာကင်ဘုရားရှင်ကြပါစေကြီးကြီး